အားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့အိရှမလေးကခင်းချီတင်းရဲ့ပြီးချက်ကိုတို့မြုပ်စုံစုံလေးလေးနဲ့ချက်စားပါကြပါတယ်ရှင်ခင်းချီတင်းရဲ့ပြီးချက်ချက်ဖို့အတွက်ခင်းချင်တီးရဲ့စက်တော်နီစက်တော်ဖြူစက်တော်မိတ်စိမ့်စားငပိနဲ့မြုပ်တီးတို့ပြင်ဆင်ထားပါမယ်အရင်ဦးဆုံးစက်တော်ဖြူကိုထောင်းပြီးကြော်ပါမယ် ကျက်တံပြူကျော်နံလေးမွေးလာရင်တော့ငပိကိုထည့်ကြပါတယ်ငပိကျော်လေးမွေးလာရင်ကျက်တံကြီးထောင်ထားရလေးထည့်ပြီးစီတက်ပါမယ်ဒီမှာတော့ငပိကိုအရင်ကျော်လိုက်ပါတယ်ငပိကိုအရင်ကျော်လိုက်ခြင်းအဖြစ်ငပိကျော်နံမွေးလေးကဒီဟင်းတစ်ခွက်လုံးကိုဆွဲဆောင်စေတဲ့အဓိကအရာမျိုးပါရှင် စစ်တော်နီလေးတွေနှုံးလာပြီဆိုရင်တော့နနွင်းမုံအယောင်နေမုံနဲ့မြုပ်ပြီးခွဲစမ်းတို့ကိုထည့်ပါမယ်။ပြီးရင်တော့လီးထားတဲ့ခင်းကျင်ဒီတွေထည့်ပါရယ်။ခင်းကျင်ဒီကထွက်လာတဲ့အရေးရဲ့နောက်ထပ်ရေလေးနည်းနည်းထည့်ပြီးတော့မှခင်းကျင်ဒီတွေကြည်လာတဲ့အထိဆက်တယ်ပါမယ်။ ရေကိုလူတလောက်နည်းနည်းချင်းပဲထည့်ပေးပါခင်းကျင်သီးလေးနင်းငယ်ကြည်လာပြီဆိုရင်တော့စာအချို့မုံငံပြာရီတို့ကိုထည့်ပါမယ်ခင်းကျင်သီးလေးကြည်လာပြီဆိုရင်ငရုတ်တီးတောင်ထချမ်းချမ်းပြီးထည့်ပါရရှင်ပစွန်เจ้าမုံကိုလည်းပြင်းပြီးစိတ်ကြိုက်ထည့်နိုင်ပါတယ် စီပြန်လာပြီဆိုရင်တော့စက်သွမ်းမိတ်လေးဖြူပြီးတော့မှတုံးဆောင်လို့ရပါပြီရှင်။အရန်လည်းမငယ်မင်းနဲ့စိမ်းစားငပီးရဲ့အချိုတက်လေးနဲ့အရသာပြပြစုံတော့မြမလူမျိုးတိုင်းကြိုက်ကြတဲ့ခရင်ကျင်ဒီငပီးချက်ပါရှင်။အတူမြုပ်စုံစုံလင်လင်လေးနဲ့စားမယ်ဆိုရင်တော့ထမင်းမိန်စီမှအသေးချပါပဲ။ ရင်စားကောင်းတော့ဟင်တက်ခွဲ့မှုချက်စားကြည့်ပါနော်ကျေးဇူးတင်ပါတယ်ရှင်